နေတိုင်းလမ်းလျှောက်ရင်ဘာတွေကောင်းလာမလဲအမြဲကြောင်းနေကြဆိုရုံစကားတစ်ခုရှိပါတယ်။လမ်းလျှောက်ခြင်းဟာလူအတွက်တောက်သုံးစရာမလိုကုသရေးပေးစရာမလိုတဲ့အကောင်းဆုံးသောစီတစ်ခုပါပဲနော်။ဆက်ဆောင်ပြောရရင်တော့အေးအေးဝဝအိမ်နဲ့ပုံမှန်လမ်းလျှောက်မယ်။နေ့စဉ်မျှတတဲ့အစားအစာစားပြီးဆေးရုံစေကံပြည့်စရာမလိုပါပဲ။နေ့တိုင်းနေ့တိုင်းတဖြည်းဖြည်းချင်းယူရင်ရလာတဲ့လမ်းလျှောက်ခြင်းကောင်းကြောင်းကို နည်းဆုံး15မိနစ်ကနေမိနစ်30လေးလျှောက်ခြင်းကလူရဲ့ကိုယ်ခန္ဓာအသွင်အပြင်စိတ်လစ်တွေပြောင်းစေရာအပြင်ကျန်းမာရေးကောင်းစေရဲ့အကျိုးကိုရလာစေမှာမျိုးစည်းလက်ခံပါတယ်လဲလျှောက်တယ်ဆိုတာလွယ်ကူရိုးရှင်းလွန်းလို့အမြဲလွတ်လို့အထူးတလဲအားဆိုင်ထုတ်စရာမလိုပဲစဉ်းစားရဖို့မှန်မှန်လုပ်ပေးရတာလေးပါပဲ ရလာတဲ့ရလက်ကတော့ထူးခြားသည့်တာမြင်တာပါတယ်။ဒီကုလုံးမှာရှိရဲကိုရင်ကအလုံးခက်မှန်မှန်ခက်ပြည့်ပြည့်လှုံရှားပေးရတာမို့အချိန်တစ်ခုပေးလို့စိတ်လွတ်လပ်လို့ပေါ့ပေါ့ပါပါရှောင်းလန်းကြအောင်ဆို့။ အခုဒီမှာပုံမှန်လမ်းလျှောက်ရာကရလာတဲ့ထူးခြားအကျိုးကျေးဇူးတွေကိုအချက်လေးတွေအဖြစ်ပြောပြပေးထားပါတယ်။ကိုယ်စီမှာဘာတွေပြောင်းလဲဖြစ်လာနိုင်တယ်လဲကြည့်ကြရအောင်။ကျမရေးဘုံဟုတုတများကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမယ့် channel လေးဖြစ်လို့ like and subscribe လုပ်ထားကြဖို့လည်းမမေ့နဲ့အောင်နော်။နံပါတ်1 positive brain changes အုံနှောက်ဆန်းရေအကောင်းဘက်ပြောင်းလဲစေခြင်း လမ်းလျှောက်ခြင်းလို့ကိုခန္ဓာလှုပ်ရှားမှုခက်နေနေပြီမဲ့နေတိုင်းခက်မမဲလှုပ်ပြီးရင်အားထည့်ပြီးလှုပ်ရတဲ့ aerobic လေ့ကျင့်ခန်းကိုခက်ပြီးပြီးလှုပ်ပေးရတာနဲ့အဆင်တူပါတယ်။ဒီလိုလှုပ်ရှားမှုတွေဟာအုန်းနောက်အာယုံစုံနဲ့ပတ်သက်လို့အသက်အရွယ်အရာပဲဖြစ်ဖြစ်အသက်အရွယ်မကြီးရင်ခင်မှာပဲဖြစ်ဖြစ်သတိမေ့လျတာအာယုံများပြီးအာယုံဆိုင်ရခက်ခဲတာမှတ်ညံအားနည်းလာနိုင်တဲ့အဆင့်ကနေ Alzheimer ဒီမန်ရှားတို့လိုအုန်းနောက်သွေးလည်ပတ်မှုနည်းလို့ရောဂါဝေဒနာခံစားရတာမျို ကိုနှဲပါနိုင်ကြောင်းလေ့လာမှုတွေစီက ကြားသိရပါတယ်။နံပါတ်2 improve eyesight ဉာဏ်လုံးအမြင်အာရုံကောင်းမွန်စေခြင်းဒီကနေ့အခါလို့အများအားဖြင့်ဖုန်းကွန်ပျူတာတွေနဲ့အလုံးလုံးရာတကူရဲ့အတွက်ဆိုရှယ်မီဒီယာအသုံးပြုရမှု screen time သုံးဖို့လိုအပ်ရာကနေအသုံးများလွန်းခြင်းတွေကဉာဏ်လုံးအားနည်းလာစေတာကိုဦးတည်ပါရနော် လူးစကရင်အကြည့်များပြီးကြားထဲမှာလည်းမနာမီပဲဇက်တိုက်သုံးပြီးလို့ကိုယ်တိုင်တော့မသိလိုက်ခင်မှာပဲမျက်လုံးကြိုက်ခဲတာအမြင်အာရုံအားနေတာတွေပေါ်လာစေတော့တယ်။အယိုးရှင်းဆုံးအကြံပေးရရင်တော့လမ်းထားရှောက်လိုက်ပါနော်။ဒီလိုပုံမှန်လမ်းလျှောက်တာလုပ်ပေးမယ်ဆိုရင်မျက်လုံးအတွင်းထဲကအာယုံကျော်တိတိတွယ်တွယ်လေးတွေဖိအားများပြီးထိခိုက်တာမျိုးကြောင့်ဖြစ်တဲ့မျက်လုံးရည်တိမ်ကိုအမြင်အာယုံဝေဝါးခြင်းကိုပါယောနေတတ်တာစီပါတယ်။နံပါတ် Prevention of Heart Disease နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်တယ် American Heart Association ရဲ့အဆိုအရလမ်းလျှောက်ခြင်းဟာအပြေးလေ့ကျင့်တာလို့ပဲရလာတဲ့အကျိုးကျေးဇူးတွေကမနည်းမနော်ပါပဲတဲ့နော် နေ့စဉ်ခက်မှန်မှန်အချိန်မှန်မှန်လမ်းလျှောက်လေ့ကျင့်ခဲ့ယူတာဟာနှလုံးနဲ့ပတ်သက်ဆက်ဆက်လို့ဖြစ်တတ်တဲ့ယောဂဝေဒနာတွေနဲ့လေဖြတ်တာအထိဖြစ်စေတတ်ခြင်းမူပါရှောင်ရှားပြီးသားဖြစ်ပါတယ်တဲ့ဒီလိုတက်တက်ကြွကြွနေထိုင်ခြင်းကနေသွေးဖိအားတိုးလို့သွေးတိုးတက်မြင်စေတာမမှန်စေတာကိုပုံမှန်ပြောင်းစေတဲ့အပြင်မကောင်းတဲ့အဆီပိုကိုလက်စထရောတွေညှော့လာမယ်သွေးလက်ပတ်ခြင်းအားကောင်းလာစေပါမယ်တဲ့နော် နံပါတ်၄ increase land volume အဆုတ်လေဝင်လေထွက်အကောင်းစေမယ် Aerovil ခြင်းငံတစ်ခုဖြစ်တဲ့လမ်းလျှောက်ပေးခြင်းလုပ်တဲ့အခါပုံမှန်အသက်ရှူသွင်းရှုထုတ်တာကိုရှောက်ရင်ရှောက်ရင်မှာပဲမတိလိုက်မတိပါတာရှူသွင်းပြီးရှုထုတ်ပြီးဖြစ်နေပါတယ်။အဆုံးရဲ့လိုအပ်ချက်ဖြစ်တဲ့တန့်စင်သောအောက်ဆီဂျင်ကိုဖြည့်ပေးတဲ့သဘောတက်ရောက်တာပေါ့နော်။ အောက်ဆီဂျင်အဝင်ထွက်အားကောင်းပြီဆိုတော့အဆုတ်အားကောင်းမှုလေ့ကျင့်ပေးရလဲရောက်တာမို့အဆုတ်တဲကမလိုအပ်တဲ့ပိုရှင်နဲ့အရာတွေအစိတ်တောက်တွေကိုဖယ်ရှားပြီးသားဖြစ်စေပါတယ်။ဒေဒုတန့်စင်တဲ့နေရာမှာလမ်းလျှောက်ရင်အသက်ရှူလေ့ကျင့်ငယ်လုပ်ပေးခြင်းကအဆုတ်တန့်စင်လို့ယောဂဝင်နာတွေဖြစ်မလာတော့ဘူးပေါ့။နံပါတ်5 beneficial effects on the pancreas အပြေးလေးချင်းငယ်လောက်ကြသူရယ်လမ်းလျှောက်လေးချင်းငယ်ယူကြသူရယ်အုပ်စုနှစုခွဲပြီးလေးလာဆန်းစင်မှုတစ်ခုလုပ်ကြည့်တာကိုပြောပြရရင်ရှုံနိုင်ဖွယ်မရှိပါဘူးအပြေးလေးချင်းငယ်မှန်မှန်လုပ်ပေးသူနဲ့ဆိုင်ရင်လမ်းလျှောက်လေးချင်းငယ်မှန်မှန်လုပ်သူဟာစီးကျိုယောဂါကိုပိုလို့ကာဝယ်နိုင်ပါတယ်တဲ့ ဲ့ဒီသူတေသနာလုပ်ရကအပြင်မှာ အပြေးလေးကျင့်သူအုပ်စုနေစာရင်လမ်းလျှောက်လေးကျင့်လာရနေတဲ့အုပ်စုတွင်ကသူတွေဟာသွေးတွေက glucose tolerance အစ6စာပိုးလို့အားကောင်းလာပါတယ်တဲ့ glucose tolerance ဆိုတာကကိုယ်ရဲကဆဲတွေကအချိုဓာတ်ကိုကောင်းကောင်းစုပ်ယူခြေဖြက်အသုံးချနိုင်မလားပေါ့နော်။ကောင်းမွန်တဲ့အသုံးချခြေဖြက်မှုရှိရဆိုရင်တွေးထဲမှာတကြားဓာတ်စုပုံများပြတာမဖြစ်ဘူးပေါ့။ဆိုတော့တကြားဓာတ်စုပုံခြင်းမရှိပဲပုံမှန်လည်ပတ်ပြီးဆိုတော့စီးကျိုယောဂဖြစ်လာဖို့ရယ်ဖြစ်နစ်ပြီးသားကိုပိုလို့ဆိုးဝါးစေမှာဆိုတာတွေကိုကြော့စေတာပေါ့။ဒီတော့လမ်းလျှောက်လိကျင်ငယ်ယူတာဟာဘလောက်ကောင်းလိုက်တယ်လဲနော်။နံပါတ်6 improve digestion အစာချေစနစ်ကိုကောင်းမွန်စေတယ်။နှုတ်လုံရှာရှာနေမှာတော့အစာချေအားကောင်းလာပြီဆိုတာမငြင်းနိုင်ဘူးလေနော်။ဒီနေ့မှာမိနစ်30လမ်းလျှောက်ပေးခြင်းကနောင်မှာဖြစ်လာနိုင်ခြင်းရှိတဲ့ဥမကြီးကင်ဆာလိုရောဂါမျိုးကို ကာကွယ်ပေးတာဖြစ်စေပါတယ်။ဒီနေ့ရတဲ့ညီငယ်ထိုင်လို့ကိုကလုပ်ရတဲ့အလုပ်မျိုးမှာလုပ်ရမယ်။စာလေ့လာရလို့ထိုင်ရတဲ့အချိန်များများပေးရတယ်ဆိုရင် အလုပ်နာခြင်းအားခြင်းတွေမှာလမ်းလျှောက်ဖို့လိုဖို့လိုပါတယ်။ အစာချေဥလန်းချောင်းကျမစီဖို့အတွက်ဆိုရင်လမ်းလျှောက်ပြီးတဲ့အခါမှာအစာချေရေထွက်ဖို့လှုပ်ဆော်ပြီးတယ်ဥလှိုင်းရွေးရှာလာမယ်ဝမ်းချုပ်တာနည်းလာမယ်ပေါ့နံပါတ်9တုံးမာဆယ်အကြောပြေရောစီမယ်တင်းတောက်တဲ့အကြောတွေပြေရောစီဖို့နဲ့ body weight ထိန်းနိုင်ဖို့ဝမလာဖို့အဝမလွန်ဖို့အတွက်လမ်းလျှောက်တာနဲ့ကြည့်ယူရပါတယ် ဒီနေ့ကိုခက်ဖြည်းဖြည်းမှန်မှန်ခြေလှမ်းတတောင်းလျှောက်ပေးတာဟာခြင်းတော်လို့ walk out မြန်မြန်လုပ်တာနဲ့တူကြောင်းတွက်ချက်လို့ရပါတယ်။တစ်ခါတစ်ခါအချိန်ရတဲ့အခါမြေပြတ်မှာလမ်းလျှောက်တာအပြင်ခုံးတက်လမ်းကသွားပြီးလမ်းလျှောက်ပြီးရင် energy လောင်ကျွမ်းစီတာကခြင်း walk out လုပ်တယ်လို့လောင်ကျွမ်းစီတာပါပဲ။ ထပ်ဖြည့်လို့ပြောရရင်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တယ်လို့မျိုးနောက်တစ်ရက်မှကြွသွားနာကျင်တာရောင်ရမ်းနာကိုခံစားရလို့မသွားနိုင်မလာနိုင်မဖြစ်ဘဲနဲ့ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းယူတာဟာနေတိုင်းသွားလာလှုံရှားရတဲ့လုံစရာတွေပုံမှန်အတိုင်းမပြစ်မကွက်လုံလို့ရနေရမှာပါအကျိုးလည်းဖြစ်စေနေလို့လည်းကောင်းစေတာပေါ့နော်နံပါတ်၈စ stereo bones and joints အယိုးအဆင်တန်မာစေရင်အယိုးစစ်တွေမှာပုံမှန်အချိန်မမှန်အရွှေ့အပြုလုပ်ပေးတယ်ဆိုရင်အယိုးတုတဲ့တိတ်သေးစာကိုထိမ့်ပေးထားနိုင်ပါတယ်အယိုးတုတဲ့ပါလှလာပြီဆိုရင်အခေါင်းပေါက်တိတိကလေးဖြစ်ပြီးအဲ့ဒီကနေတဆင်အခေါင်းပေါက်ကြီးလာပြီးအယိုးပွားတာမျိုးဖြစ်လာတာပါဒီလိုအယိုးတုတဲ့တိတ်သေးစာအကောင်းနေမယ်ဆိုရင်အယိုးပွားခြင်းကနေဖြစ်တတ်တဲ့အယိုးကျိုးလွယ်မှာကိုတားဆီးပြီးသားဖြစ်တာပေါ့ဒါဆိုအယိုးစစ်တွေအလှုံရှားရှိဖို့အတွက် လမ်းမမှန်လျှောက်ခြင်းနဲ့ထိမ့်သိမ့်လို့ရပါတယ်။ Arthritis Foundation မှာအကြံပြုထားချက်မှာတစ်နေ့မှာမိနစ်30လမ်းလျှောက်ပြီးရင်အရိုးအဆစ်နာတာကျင်တာတင်းနာတောက်တာတွေပြေလျော့စေပြီးရောင်ရမ်းနာကိုခံစားရမှာမဟုတ်ပါဘူးလို့ပြောပြထားတာတွေ့ရပါတယ်။နံပါတ်9 Back Pain Relief နောက်ကျောနာခြင်းကတက်တာကင်းဝေးစေမယ်။ နောက်ကျောနာခါနာသူတွေအတွက်အထူးပြုရလေ့ကျင့်ခန်းတွေအပြင်လမ်းလျှောက်ခြင်းကအသက်ကင်နည်းလမ်းတစ်ခုပါပဲနော်။ကိုယ်စီမှာအရေးကြီးဆုံးဖြစ်တဲ့အာယုံကျောအထက်ကလမ်းကြောင်း spinal cord မတက်မတားမဖြစ်ဖို့နာကျင်တာမရှိဖို့အထူးပြုသင်ပြတဲ့လေ့ကျင့်ခန်းတွေအများကြီးရှိရဲ့အထက်ရွယ်ကူထိရောက်မဲ့ခက်ဖြစ်ဖြစ်မမှန်လမ်းလျှောက်လေ့ကျင့်ခန်းကိုလုပ်ပေးလို့ရပါတယ်။ ထားနိုင်ရဲဆိုတာခန္ဓာကိုယ်နေထိုင်ပုံနီးစနစ်မကျရာကနေဖြစ်တတ်တာဆိုတော့လက်မမှန်လျှောက်ပြီးရင်အာယုံကြောမှဖြစ်တဲ့ spinal cord တိဆောက်ရာနေရာမှာသွေးလည်ပတ်မှုကောင်းစေမယ်။ကိုယ်နေဟန်ထားအနီအထားမှန်လာစေမှာမို့နာတာကျင်တာတက်တာစေမှာတည်ကြပါရနော်။နံပါတ်10 L gamma mind စိတ်ပြည့်စည်တက်တာစေမယ်။ စိတ်ဖိစီးတင်းကျပ်တာခက်မြတ်များဖြစ်နေပြီဆိုပါကလမ်းလျှောက်ထွက်တင်ပါတယ်။အလုံးများကြတဲ့နေထိုင်မှုပုံစံတွေကြောင့်စိတ်မကြည်လင်တာစိတ်ဖိစီးလာတာစိတ်တက်ကြလွယ်တာဖြစ်နေပြီဆိုရင်ပုံမှန်လင်းလမ်းလျှောက်ရင်ဝင်သက်ထွက်သက်ရှူပေးမယ်။ချစ်ခင်ရသူတွေနဲ့အတူတူစကားတပြောပြောလမ်းလျှောက်ကြမယ်ပေါ့။ဒီလိုဆိုရင်ဘေးရှူရာကနေပြည့်လာမဲ့အောက်ဆီဂျင်ကြောင့်လမ်းဆန်းတက်ကြွစိတ်လက်ပေါ်ပါပြီးစိတ်ခံစားချက်တင်းကျပ်နေတာတွေပြေလျော့လာနိုင်ပါတယ်။ ျော်ရွှင်တဲ့မှုမျိုးရှင်လန်းလာတာမျိုးရမှာအမှန်ပါပဲနော်လမ်းလျှောက်နေကြလင်းချင်ငယ်လုံးနေကြသူဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံတွေညှဝေရေးသားခဲ့လို့ရပါတယ်။မလုံပြကြသေးဘူးဆိုရင်လည်းအကျိုးများလွယ်ကူစေတဲ့လမ်းလျှောက်ခြင်းကိုလုပ်ပေးပါလို့တိုက်တွန်းရင်အကြံပြုစရာများရှိရင်လာရောက်ဆွေးနွေးနိုင်မှာကြောင့်ဖိတ်ခေါ်လိုက်ရပါတယ်။ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတည်ရကြပါလို့တိုက်တွန်းလိုက်ရပါတယ်။